နှောင်းလေညီမလေးတယောက်ကမခင်မမဆိုရညီမလေးတင်းငင်းကုန်းစေးရမှာဒီလိုအချင်မောင်းလေးတွေလည်းရောင်းနေတခြားကုန်ပစ္စည်းလေးတွေလည်းရောင်းနေနေတူပဲအဲ့ဒါတစ်တော့ရမယ်လေအဲ့ချက်လို့ပေါ့လေကျမစားစီချင်လို့သူလုပ်တဲ့ဒီမှာအချင်အချင်ပေါင်းဇီးဒီအချင်ပေါင်းခေါ်တာကျမသိမခေါ်တတ်ဘူးဇီးဒီတုတ်တာလားဘယ်လိုခေါ်လဲကျမအဲ့ဒါသိမခေါ်တတ်ဘူးနော်အဲ့ဒါအဲ့ဒါလေးပို့ပေးလာတယ် မနေ့အဲအဲပြုတ်ကြပါလိမ့်ပို့ပြီးလာတယ်ဆိုတော့စားစားစားပေါ့နော်စေတနာမေတ္တာနဲ့ပို့တယ်မေတ္တာစားဆိုတော့ပုံမှန်အဖြစ်ကတော့ကျွန်မလေအချင်းလုံးဝမကြိုက်ဘူးမကြိုက်ဘူးဆိုတာချက်ဟိုဘက်ကိုရောက်အောင်ကိုမကြိုက်ဘူးဒါပေမဲ့မေတ္တာစာဖြစ်တဲ့အတွက်ကြောင့်မလို့စားမယ်နော် de la, de la mieux étayer. Tomorrow, I'm going to, limit, to limit watch not pack. ဒီဆက်ထားတဲ့အရေးလေးတွေကောင်းတယ်နော်စားခြင်းနဲ့သူတွေမစားလို့ရအောင်မခင်မမခင်မမဆိုပြီးတော့လေတိုင်းသားတွေဘာလဲပို့တယ်ဟိုတန်စင်ကပူတွေဘာလဲပို့တယ်လို့တင်ထားတာလေးတွေ့ရနော်ဆိုတော့ကျမတော့အချင်းအချင်းမလုံးဝမစားနိုင်တာစားလေးစားတာမရှိဘူးဒါပေမဲ့မြေတာနဲ့ချစ်လို့ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမစားတယ် เนาะလျှာတာရှိတယ်ကောင်းတယ်ဝယ်စားလို့ရတယ်ဝယ်စားကြတော့ဒီဥစ္စာလေးတရန်စားကောင်းတာပဲအချင်းကြိုက်တဲ့သူတွေတက်ဆိုတော်တော်လေးအဆင်ပြေမယ်ဒါကတကယ်တော့ချန်နယ်လို့တော့မခေါ်ဘူးကျွန်မကလေလုံးဝအချင်းနဲ့ပတ်သက်ရင်မစားတဲ့သူလို့ချန်နယ်လို့တော့မခေါ်ဘူးဘာဖြစ်ဆိုအစီမပါတဲ့ဇီးဒီဆိုတော့ချန်နယ်လို့မခေါ်ဘူးပေါ့နော်အိမ်မှာကျွန်မတယောက်တည်းလုံးဝအချင်းမစားနိုင်တာသူများတွေမချင်မှုဆိုရင်တော့ကျွန်မချင်တယ်အဲ့လိုမျိုးဆိုတော့ဒီမှာဒီဥစ္စာလေးမခင်မမစီကနေပြီးတော့ပို့ပြီးတာ ကျေးဇူးအများကြီးတင်ပါတယ်မြေတာနဲ့ပို့ပေးတဲ့အတွက်ကျေးမပါစေလမ်းဖြာပါစေစီးပွားရေးအဆင်ပြေပါစေလုပ်ငန်းကိုင်ငန်းတွေလည်းအဆင်ပြေပါစေကျေးဇူးအများကြီးတင်ပါတယ်အကျွေးလေးကြံနေရလေးနောက်တစ်ခုရှိသေးတယ်ဒါလေးကကြတော့လေသမီးလေးတယောက်ကကျေးမပို့ပေးတာသူထုတ်တဲ့ရေမွေးလေးတွေတဲ့ review လေးပေးပါဆိုကျေးမလည်းမအားတာနဲ့မဖွင့်ပြဘူးအဲ့ဒါလေး bloom နဲ့သူက brand အနံ့နေလို့မျိုးတဲ့အဲ့ဒါသူခုမှစမ်းထုတ်တာလေရဲ့ဆိုတော့ bloom sweet perfume တဲ့မှာသူနာမည်ကတော့ဘာလဲတော့မသိဘူး။ Oh bloom bloom နာမည်က bloom เนาะဒီမှာ bloom နဲ့ဆိုတော့ဒီမှာ bloom နဲ့အဲ branded ဒီမွေးတွေရဲ့အနံ့မျိုးတွေနဲ့တူတယ်နော်ကျွန်မလည်းအကျွေးရှိနေတဲ့တမီးကိုအေးတမီးဟိုဟာဖြစ်ပေးမယ်ဆိုပြီးတော့လေ ဒါပါလင်းတဲ့ bloom ရဲ့ inspire inspire တကယ် branded တွေရဲ့အနံ့မျိုး inspire လုပ်ထားတာပေါ့နော်ဈေးတက်တက်တာတာနဲ့ဥမာ brand အကြီးပေါ့အဲကျွန်တော်တို့တဘောက Chanel တွေဟာလိုချင်လားတဘောက LV တွေဟာရှိမှလားနောက်တစ်ခါကျွန်တော်တို့အများကြီးပေါ့နော်အဲ့လို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  wire ဆိုတာစသဖြင့်အဲ့လိုမျိုးတွေတွေကအဲ့လိုအနံ့နေနဲ့တူတာတူတာပေါ့နံလေးတွေမစိုးပါဘူးဒါလေးတစ်ခုနော်ဒီမှာဒါလေး ဒါလေးတခုအဲ့လို bloom နဲ့တစိကက bloom နဲ့ဆိုတော့ဈေးလည်းအရင်မကြည့်လောက်ဖုန်းနဲ့တွေ့တယ်။ဒီမှာ local brand ဆိုတော့လေးနော်။ဈေးလည်းအရင်မကြည့်လောက်ဖုန်းနဲ့တွေ့တယ်။အဲ့လိုနန်လေးကောင်းပါတယ်။ဒါနောက်တနက်နောက်တနက်ပဲလားဆို။อืมด่าบาเนี่ยตั๋วตู่ล่ะด่าบาเนี่ยตั๋วตู่ล่ะไม่ได้ก้าวเนี่ยอนันต์นี่ดิบาเป้ๆซี้ป้อๆนี่แหละรอบต่อไปโหลิง ခီးသွားရင်အိတ်ထဲဆောင်သွားရင်နော်ဟိုဟိုနားဒီနားဆိုလဲရှူးရှူးနဲ့ဆွတ်လိုက်လို့ကောင်းတာပေါ့နော်ဒီလိုပလင်းသေးသေးလေးဆိုတော့လေကျွန်တော်တို့ဟိုလင်ခီးရေးပိုင်းသွားလဲဆိုလဲအဆင်ပြေတယ်ပဆိုင်လေးတည်းထည့်ထားလို့မယ်လေနော်ဟိုအနံ့လေးပြန်ပြီးတော့မှဟိုပြန်ဆွတ်လိုက်ချင်တဲ့အချိန်ကြလို့ရှင်အဆင်ပြေတယ်ဆိုတော့ဘူးလေးနဲ့ပက်ကေ့ချင်းလေးနဲ့ကျွန်တော်တို့ခီးသွားတဲ့သူတွေဆောင်သွားဖို့အတွက်အဆင်ပြေအနံ့လေးကြီးလည်းရိုင်းရိုင်းကြီးတွေမဟုတ်ပါဘူးတောင်းပါတယ်နော်ညောင်းတာပါလဲဒါဘလူးနဲ့ဘလူးဘလူးနဲ့ဘလူးနဲ့ ဘယ်နှဆိုอืมตัวอาจารย์อ่ะอตีนั่นหนูမျိုးเลยอตีอตีนั่นทรัคเลยเนาะตัวก็อตีนั่นอตีนั่นนี่ยะพีชล่ะไม่ดีเอลอพีชอนั่นမျိုးนี่ด่าก็คุณน่ะโหน่ะปลิ้งนี่ก้าวเลยเนาะดานี่แหละก้าวมาเลยอตีนั่นใจจม่าฟรุตี้ไม่ใจกูเยมวยสุดเลย fruity မကြိုက်ကျွန်မ floral ဖြစ်တာမျိုးကြိုက်တယ် fruity ဖြစ်တာမျိုးကျွန်မသိမ့်ကြိုက် woody ကြိုက်တယ်ကျွန်မ woody ဖြစ်တာမျိုးကြိုက်တယ် fruity တော့မကြိုက်ဘူး fruity ကကြတော့ um air freshener တို့ဘာလို့လဲဆင်လို့မလို့ fruity ဖြစ်တာမျိုးမကြိုက် woody ကြိုက်တယ်နောက်တစ်ခါအာ floral ကြိုက်တယ်အဲ့လိုမျိုးလေအနံ့ကိုလေအီအီလေးနဲ့လေ ကိုမှန်းတည်တဲ့အနံ့မျိုးပေါ့အဲ့လိုမျိုးလေးနောက်တစ်ခါဆွဲနေတဲ့အနံ့မျိုးပေါ့ဘယ်ချိန်မှဖြစ်ဖြစ်အဲ့လိုမျိုးအနံ့ဆွဲနေတဲ့ဟာမျိုးအဲ့လိုမျိုးအီရာဟိုပို့ပြီးတော့မှကြိုက်တယ်အဲ့လိုစဖြစ်တဲ့ဟာမျိုးတိတ်မကြိုက်ဘူးဆိုတော့လေကျွန်မ fruity တိတ်မကြိုက်ဘူးဒါပေမဲ့ fruity ကြိုက်တဲ့သူတွေအတွက်ဟိုဖြစ်တယ်ဒီနှစ်ပလင်းလေးကတော့ကောင်းတယ်ဒါပေမဲ့သူ့စမှာအနံ့နေအများကြီးရှိမှာပေါ့ကိုယ့်ကိုစိတ်ကြိုက် bloom နဲ့အဓိကတော့နာမည်လေးပြောပေးချင်တာပါနော်နာမည်လေးပြောပေးချင်တာ facebook page တွေပါလည်းရှိမှာပေါ့ bloom နဲ့ဆိုတော့ ီသမီးလေးစီကဈေးနှုန်းလေးတွေနဲ့ကိုယ့်ကိုမေးစမ်းပြီးတော့မှဝဲကြီးကြီးကျမကတော့ရောင်းတာမဟုတ်ဘူးရောင်းပေးတာလည်းမဟုတ်ဘူးကျမကဒီလိုလေးဒါလေးကိုကြည့်ပြီးကျမကနည်းနည်းလေးဟိုဘေးရနေလေး support လုပ်ပြီးတော့မှမြစ်တာဖြင့် support လုပ်ပေးတာเนาะခလေးတွေကိုလေသူတို့လောက်တာလေးဆိုတဲ့ခါကျတော့ဒီသူတို့ရဲ့ brand လေးလူရှိမျက်စိရှိလေးရောက်သွားအောင်လို့ကျွန်မကမြစ်တာဖြင့် support လုပ်ပေးတာဈေးနှုန်းလေးတွေနဲ့ပါလေးနဲ့ညောင်လေးနဲ့ Facebook page လေးရိုက်ပြီးတော့မှရှာကြည့်ကြည့်ဒီလိုမျိုးလေးတွေကတော့မဆိုးလောက်ဘူးလို့ထင်တယ်เนาะကျွန်မတို့တွေလည်းပတ်စံအီထဲမှာဆိုကျွန်မဆိုဒီလိုပလင်းအသေးလေးတွေမြင်ရှိရလေကျွန်တော်တို့ ရေမွေးပလင်းနေရာနေဆိုကျွန်မဆိုပတ်စံရီထဲမှာအဲသူကျွန်မဆွတ်လိုက်တဲ့ရေမွေးရဲ့ပလင်းအသေးကျွန်မအမြင်နဲ့ပတ်စံရီထဲမှာစောင်းထားတယ်ပေါ့ပြီးတော့ပြန်ပြီးတော့လေအခကြီးတွေဘာကြီးသွားအဲ့လိုဘာညာဆိုလို့ရှင်ပြန်ပြီးအနံ့လေးညင်သွားတယ်ဆိုပြန်တင်လို့ရအောင်လို့ကျွန်မအမြင်နဲ့စောင်းထားတယ်ဆိုတော့ဒါမျိုးလေးဆိုအဆင်ပြေတယ်နော်အမမေးပြီးတော့မှဝဲကြည့်ကြည့်ပါဘလုံးနဲ့နော်